အားလုံးပဲမင်္ဂလာပါဒီကနေ့လူတော်ကဘာကောင်းကျိုးဖြာအစီအစဉ်အတွေ့ပန်းတိုင်းဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်ကျမတို့တဦးစီရဲ့ဘဝမှာ အရေးကြီးဆုံးအရာကဘဝပန်းနိုင်မယ်ဆိုတာကိုအသက်ရရလာတာနဲ့အမျှတဖြည်းဖြည်းနားလည်လာပါတယ်။တစ်ချိန်လုံးကတော့အောင်မြင်မှုဆိုတာအများသတ်မှတ်နေကြသလိုအရာတွေပဲလို့ထင်ခဲ့မိပါတယ်။တို့ပေမဲ့လို့လည်းအဲ့ဒီလိုအရာတွေကိုလိုက်ရင်းနဲ့ပျော်ရွှင်မှုဟာခဏတာပဲဖြစ်ပြီးစိတ်ထဲမှာလစ်ဟာနေတယ်လို့ခံစားနေရပါတယ်။ ဒါလေးတွေကနေကျမအနေနဲ့နားလည်လာတဲ့အရာလေးတွေကိုပြောပြချင်ပါတယ်။လူတယောက်အတွက်တကယ်ကိုအတိတ်ပဲရှိရှိနေထိုင်နိုင်ဖို့ဆိုရင်ဘဝပန်းနိုင်တစ်ခုရှိဖို့လိုပါတယ်။ဒီပန်းနိုင်ဆိုတာက ကိုဘာလုံနေလဲဆိုတာထက်ဘာအတွက်လုံနေလဲဆိုတဲ့အချက်ကို ပိုပြီးအလေးပေးပါတယ်။ဥပမာစာရေးဆရာတယောက်ဟာငွေရဖို့စာရေးတာမဟုတ်ဘဲလူတွေရဲ့အတွေးခေါ်ကိုပြောင်းလဲပေးနိုင်မဲ့စာရေးဖို့ဖြစ်နိုင်ပါတယ်။ဆရာဝန်တယောက်ဟာ ဂုံတီရှိဖို့ဆရာဝန်လုပ်တာမဟုတ်ဘဲလူနာတွေကိုတတ်နိုင်တဲ့မြအကောင်းဆုံးကုသပေးဖို့ဖြစ်နိုင်ပါတယ်။ဒီလိုဘဝပန်းနဲ့တခုရှိလာတဲ့အခါမှာအလုံးလို့ရတာပုံပြီးအထိတ်ပဲရှိလာပါတယ်။ပင်ပန်းရကျူနဲ့တယ်လို့လဲခံစားရပါတယ်။ဘဝပန်းနိုင်တခုမရှိတဲ့အခါမှာကျမတို့တွေဟာစိတ်ထဲမှာလိဟာနေတယ်လို့ခံစားရတတ်ပါတယ်။ဒီလိုဖြစ်တဲ့အခါမှာဒီစိတ်ကိုဖြည့်ဖို့အတွက်ဖုံးအလွန်ကျွန်းသုံးတာအရက်တောက်တာဒါမှမဟုတ် ိန်းနေစောတာအဲ့ဒီအရာတွေစီကိုရောက်သွားတတ်ပါတယ်ဒါဟာစိတ်ထဲမှာပင်မလိုအပ်ချက်ကိုအပေါ်ရန်အရာတွေနဲ့ဖြည့်ရှင်းဖို့ကြိုးစားနေတာပါပဲဒါတွေကခဏတာပျော်ရှင်မှုပဲပေးပြီးရေရှည်အတွက်ဘာမှအကျိုးမရှိပါဘူးကိုဘဝအတွက်တန်ဖိုးရှိတဲ့အချိန်တွေကိုလည်းဖြုံးတိပြစ်တယ်လို့ဖြစ်သွားတတ်ပါတယ်ဘဝမှာတကယ်ကိုတည်ငြိမ်ပြီးအောင်မြင်ခြင်းနဲ့ဆိုရင် ကိုယ့်ရဲ့ဘဝပန်းနိုင်ကို အမြဲတည်ရနေဖို့လိုပါတယ် နေ့စဉ်လှုပ်ဆောင်တဲ့အလုပ်တိုင်းဟာကိုယ့်ရဲ့ပန်းနိုင်စီကိုရအောင်လမ်းပြပေးနေလားဆိုတာကိုမိကုံထုတ်ကြည့်ဖို့အရေးကြီးပါတယ်။အလုပ်တစ်ခုလုပ်တဲ့အခါမှာဒီအလုပ်ဟာငါ့ရဲ့ဘဝပန်းနိုင်ကိုဘယ်လိုအထောက်အကူပြုမလဲဆိုတာစဉ်းစားပါ။ဆုံးဖြတ်ချက်တစ်ခုကိုချတဲ့အခါမှာဒီရွေးချယ်မှုကငါ့ရဲ့ပန်းတိုင်နဲ့ကိုက်ညီရလားလို့ကိုကိုကိုမေးကြည့်ပါ။ဒီလိုအမြဲတမ်းပန်းတိုင်နဲ့အညီနေထိုင်ခြင်းကဘဝကိုပိုပြီးရှင်းလင်းပြသစေပါတယ်။ ဘလို့အရာတွေကိုဥစားပေးရမယ်ဆိုတာကိုလည်းပို့ပြီးတည်လာပါလိမ့်မယ်။ကျမတို့တဦးစီရဲ့ဘဝမှာကိုတကယ်လုံးချင်တဲ့အရာတကယ်ပိဆက်ချင်တဲ့အရာကိုရှာတွေ့ခြင်းဟာအောင်မြင်မှုရဲ့ပထမဆုံးခြေလှမ်းပါပဲ။ဒီပန်းတိုင်ကိုတွေ့ရှိရပြီဆိုရင်တော့ပန်းတိုင်နဲ့အညီနေထိုင်တွားဖို့ပဲကျမတို့တွေ။ဒါဟာဘဝရဲ့တကယ်အနှစ်သာရပဲလို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်။အားလုံးပဲလုံခြုံအေးချမ်းပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။ကျမကတော့ Sister Regina မမူခိုင်ပါ။